DPP ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။ရှမ်းပြည်နယ်ရဲ့မြို့တော်တောင်ကြီးမြို့မှာတစောင်းတိုင်းမိဘုံပြန်ပွဲကျင်းပနေပြီးလေယာဉ်မြောင်းနေ့ဖြစ်တဲ့နိုဝင်ဘာလ၁ရက်နေ့မှာမိုးရွာရာကြောင့်တစောင်းတိုင်းကွင်းထဲရှိသူတွေမုံမိကတိုးဝှက်ပြီးပြန်ကြရေးကနေလူပိမိတာကြောင့်မိလဲသူဒရာရသူတွေရှိနေတယ်လို့ပွဲလဲသူတွေကပြောပါတယ်။နိုဝင်ဘာလည၁၀နာရီဝန်းကျင်မှာမိုးရွာလာတဲ့အတွက်မိဘုံအများစုကလွတ်တင်လို့မရတော့ဘဲပွဲလာကြည့်ကြသူတွေပြန်ကြချင်း တိုးဝှေ့ရင်ကနေမူလဲတာလူပြောက်တာဒေယာရရီကြုံရပြီးခမှန်အနေနဲ့အယောက်80လောက်ရှိတယ်လို့သိရပါတယ်2015ခုနှစ်ကပြည်သူ့ကော်ရီစုချင်းမြင့်ခတ်ခဲ့ရတဲ့ဒေါက်တာနန္ဒဝင်းကိုပြည်သူ့ကော်ရီစုရှင်တယောက်အနေနဲ့မထိုက်တန်ကြောင်းနဲ့သူ့ရဲ့ရည်တည်ချက်လှုပ်ဆောင်ချက်တွေအပေါ်ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့နိုဝင်ဘာလ1ရက်မှာပြည်သူ့ကော်ရီအသင်းကထုတ်ပြန်လိုက်ပါတယ် ရန်ကုန်မြို့မှာနိုဝင်ဘာလ1ရက်ညနေပိုင်းကစပြီးအင်တာနက်သုံးရတာအဆင်မပြေတဲ့ပြဿနာကြုံနေရတယ်လို့ကိုရိုင်းကြုံတွေ့နေရသူတွေကပြောပါတယ်။ Wi-Fi အများစုမှာလိုင်းတက်တဲ့မီးစိမ်းအချက်ပြပေမဲ့သုံးမရပဲဖြစ်နေသလိုမိုဘိုင်းဒေတာမှာလည်းလိုင်းမငြိမ်တာမျိုးတွေဖြစ်နေတယ်လို့ဆိုပါတယ်။ DPP နောက်ဆုံးရသတင်းတွေကို DPP TV News Facebook Page မှာ Select Issue နိုင်ပါတယ်ရှင်။